င်ဆွေဦးရဲ့တဲ့နီလာဆိုတဲ့ဝတ္ထုလေးကိုအပိုင်းချောင်းနေနဲ့ဖျက်ပြပြီးမှဖြစ်ပါတယ်ရှင်။ငိမ့်တော့ဓာတ်တွေပြန်တတိမြချင်မှာကြီးချေးရဲ့အကြောင်းထူတော့မှမမဟုတ်ပဲ။ဒါမဲ့ငိမ့်ဒီညောင်ဘယ်တော့မှမမေ့ဘူး။မေ့ဘူးဆိုတာကိုယ်ဆက်အောင်နဲ့ပတ်သက်တဲ့အကြောင်းမဟုတ်ဘူး။ငိမ့်ရဲ့တတိပုဂ္ဂလဘဝနဲ့ဆက်ဆက်နေတဲ့အကြောင်း။ကြီးချေးကမငိမ့်ရင်ဝေးမသွားမျက်နှာလေးကိုသာဆိုင်ငင်းနေမိသည်။လင်းလင်းက မညင်ရင်ဤပောင်ပေါ်လင်းလျောင်းနေသည်ထို့နောက်မညင်ရင်ဤပောင်ကိုတကုတ်ကုတ်လောက်က ပြောပါဆက်ပြောပါဟူနပုနဆာလုံးနေသည်အဲ့ဒီညာလာတော်တော်ကိုตาတယ်အီချမ်းตาရလိုက်တာအလုံးမေဒီညမျိုးအိပ်ပြရမှာနှမျောစရာကြီးလို့လိရီးနေတာပြောမိကြသေးတယ်ကိုရင်မောကလည်းဟုတ်တယ်တဲ့ဒီညမျိုးအရသာမခံတတ်တဲ့သူဟာအယူတော်လကနွားတော်လကဖြစ်ရမယ်လို့ပြောသေးတယ် ဒါပေမဲ့သူကိုယ်တိုင်ကဣပျော်သွားတော့မောင်နေဦးတို့ကပြက်လုံးထုံနေကြသေးတယ်။သူကတော့ဇီးရမင်းစီစိန်နေဆိုတော့ပြင့်မဆိုတာဘူးပေါ့။အားလုံးဘုတဲခန်းနေထဲဝင်သွားတော့ငိမ့်နေရည်နဲ့ကျဲပွင့်နေရည်တွေ့ရင်ကြံ့ရဲခဲ့တယ်။ကိုစင်အောင်မီးဝင်းအောင်မှထိုင်ပြီးစာရင်းနေတာတွေ့ရတယ်။ဒီအချိန်မျိုးမှာသူချစ်သူစီကိုစာရင်းမှာလို့ငိမ့်နေရည်ကပြောမိကြသေးတယ်။နောက်ရည်ကိုငငငယ်တော့ဖတ်ခဲ့ဖို့တဲ့။တယောက်မျိုးသမီးစာရေးဆရာမှာ ဟန်ဆူရင်ရေးခဲ့တဲ့အချစ်ဆိုတာအင်တန်ခန္ဓာကြီးကျယ်တဲ့အရာပါလားဆိုတဲ့ဝိထုကြောင့်ပြန်ပြောမိသေးတယ်အဲ့ဒီထဲမှာဆက်လိုက်မင်းသမီးဆူရင်ပြောတဲ့စကားတစ်ခုရှိတယ်ကျမနဲ့မတ်မှာမိတ်ဆွေတွေအများကြီးရှိတယ်တဲ့တယောက်တော့မိတ်ဆွေရတော့လှပါပြီတဲ့အဲ့ဒီစကားကိုတိတ်တဘောကြတယ်မဟုတ်ဆိုမှလီဆူရင်ကရင်တော့လန်ဒန်မှာသူ့ယောက်ျားလာတာလေးညောင်းအိမ်မပြေရလို့လမ်းထွက်လျှောက်ကြတဲ့အကြောင်းသူ့ချစ်သူကိုပြန်ပြောပြတယ် အဲ့ဒီတော့ကလည်းချစ်သူညဖြစ်ကြတဲ့ math နဲ့ဆူရင်တော့ဟာဟောင်ကောင်မျိုးကလှရောင်အောင်မှာစကားတွေထိုင်ပြောနေကြတာပဲလောက်အောင်မော်ကြည့်ကြပြီလန်ဒန်မျိုးကလားဟာဟောင်ကောင်ကလှထန်နေတယ်ပီကင်းမျိုးဘွားကလှတော့အကြီးဆုံးပါပဲလို့ဆူရင်ကအဆိုပြုတော့ math ကရင်ဆရာဝန်တရားဖြစ်တဲ့ဆူရင်ဟာတိတ်ပန်နင်းကြလိုက်တာလာဟာဘယ်နေရာမှာမဆိုရွယ်စားတူတာပေါ့လို့ပြန်ချိပသေးတယ်အဲ့ဒါဆူရင်ကလည်းခလေးလေးတယောက်လိုပြန်ညင်းတယ်လာရွယ်တူတာမဟုတ်ဘူးတဲ့ တချို့နေရာမှာမြင်ရတဲ့လားဟာတချို့နေရာမှာမြင်ရတဲ့လားထက်ကြီးတယ်တဲ့နောက်ဆုံးမစတရာစုရင်နဲ့ဝေးသွားတဲ့စင်ကာပူမြို့ကိုရောက်သွားတဲ့အခါမှာတော့လှမ်းစာရေးတယ်စုရင်ပြောတာတိတ်မှန်တာပဲကိုဒီစင်ကာပူကလာဟောင်ကောင်ထက်ကြီးတယ်တဲ့အခုပီကင်းမြို့ပေါ်ကလာနေလန်ဒန်ပေါ်ကလာထက်ကြီးတယ်လို့စုရင်ပြောတဲ့စကားမောင်ယုံပါပြီလို့ရေးလိုက်ရောဒီတော့ကြည်သေးရသူမချော်ကိုရီမော်မီဒီတကယ်တော့ ငိမ့်ဟာနားလျင်ခက်ခဲတဲ့မိန်းကလေးတယောက်ပဲပဲသူ့ရင်ထဲမှာပြောစရာစကားတွေအမြဲပြည်နေသလိုပဲနောက်ဆုံးတော့လူရင်းကိုတူ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 မရောက်ပင်သူစိုက်ထားတဲ့ပန်းထိုင်ရောက်ဖို့ရာအတော်ရှိရှိဝဝင်းနားထောင်ပြီးမှလူရခီးပေါက်တတ်သည်ကြည်ထင်ရနားထောင်နေကြမူမငိမ့်ရင်ပြောလို့တဲ့စကားကဘာလဲဆိုကစောင့်ရနားထောင်လိုက်သည်အရင်ညာရင်းတဲ့စကားပြောတာတော်တော်ကြတယ်ညာတစ်ချက်တီးကြုံနေပြီ အိမ်ခံကိုပြိုင်တူဝင်ကြတော့ရီယာရှင်ကငင်းရနောက်ကကိုလင်းမောင်လဲသူ့အိမ်ခံထဲကဝတ္ထုဘာတာတမျက်နာနဲ့တရင်နှုတ်ထလာတယ်ဟင်ငင်းတော့မအိတ်သေးဘူးလားမင်းလဲငင်းရမအိတ်သေးဘူးခုထီတာမအိတ်ချင်သေးဘူးအိမ်ရမှာနှမျောလိုက်တာလို့ပြောမိတယ်အိမ်ရမှာနှမျောရင်လာစကားပြောရအောင်လို့ကိုလင်းမောင်ကခေါ်တယ်ဒီတော့ငင်းရလဲချက်ချင်းပဲခေါင်းငိတ်လိုက်မိတယ်ကိုလင်းမောင်ဆူရင်ချက်သူမတ်လို့သဘောထားလိုက်တယ် ငင်းကိုငိမ့်တော့အနာခံပြီးမှုဆိုးမှလည်းဆူရင်ပေါ့ဘာလို့လဲဆိုတော့ငိမ့်မှလည်းချစ်ဦးသူကိုအောင် ထက်ကကွယ်လွန်ခဲ့တယ်မဟုတ်လားဒီတော့ရေးရလဲအလိုက်တသိပဲသူတယောက်တည်းအိတ်ခံထဲဝင်သွားတော့တယ်ပြီးတော့ရန်တာမှာနှစ်ယောက်သားလက်ထောက်ရက်နေကြရင်ပဲငိမ့်ရစကားတွေအများကြီးပြောမိသေးတယ်ဟန်ဆူရင်ရေးတဲ့ဝတ္ထုတွေကငွေလာပြင်ဝင်သပင်ပွဲဆိုတဲ့အခန်းကိုစစောကြီးကိုပြောသလိုပဲပြောပြမိသေးတယ်အင်္ဂလိပ်တွေရဲ့တတိယဥတုနဲ့ နှွေနဲ့ဆောင်ဆက်ကြ။ရာတီရဲ့လှပြင်ဝန်လားဖန်းစားတာဟာတစားပေါင်းလှပညာလှဝန်နဲ့တူလီမလားနော်။တကယ်တော့အော့စတွန်ရာတီရဲ့လှဝန်ဟာ စုရင်ဆိုရဲမင်းကလေးတဲ့အချစ်လှဝန်နဲ့ညာဦးဘုတဲ့ပေါ်ကလှဝန်ဟာကိုလင်မောင်နဲ့ညင်အတွက်အချစ်လှဝန်ဖြစ်ခွင့်မရနိုင်ဘူးလား။တိတ်ဝမ်းနေရှာကောင်းတာပဲကိုလီမောင်ဟာငင်းကိုအတင်းဖမ်းပြီးဖက်ပွေနန်းဖို့သာစူးစမ်းနေတော့တာပဲ ငိမ်ပြောတဲ့စကားတွေကိုစိတ်ဝင်စားဖို့မရအောင်ငိမ်ကဟန်တာကွန်ကွက်ရင်တော့ဘလို့နေရမလဲတဲ့အလှကြည့်နေရမှာလားတဲ့ငိမ်ကကိုလင်းမောင်ငိမ်ဟာကိုလင်းမောင်ပိုင်နေရာတက်ပန်းပစ္စည်းပဲဒီလိုနေဖို့ချိန်နဲ့အများကြီးရှိပါသေးတယ်ဒီညအလှတော့မဖြစ်စည်းစေချင်ဘူးပြောတော့ငိမ်ဟာသိစိတ်ကိုရင်လွန်းတဲ့ငိမ်နဲ့လက်ထပ်ပြီးဘလို့များနေရမလဲလာတာတဲ့ညတွေမှာမနှမ်းရဘူးလို့ဥပဒေနဲ့တားမြစ်နေမှာလားလို့ငိမ်ကိုတည့်ရော်တယ်ငိမ်ဟာကိုလိုမဖြစ်အောင် ိုလင်မောင်ကိုချော့မော်ပြီးလက်ထပ်ပြီးတော့လဲကိုလင်မောင်ငိမ့်ကိုပိုင်တာပဲကိုလင်မောင်ရဲ့သဘောပေါ်လို့ပြောလိုက်တယ်။ဟိုကချစ်သူဘွားပဲရှိသေးတယ်။ជីနူးစရာကောင်းတဲ့ဘွားကိုရွှင်ပုံနဲ့လင်းကြံလိုက်ပြစ်ရတော့မှာပဲလို့ပြောပြီးငိမ့်ဝမ်းနေမိတယ်။ဒီညကိုလင်မောင်နဲ့ငိမ့်နဲ့အချီချစကားများကြတာပဲ။ငိမ့်ကကိုလင်မောင်ဝိထုတွေကမတ်ပြောစကားဖြစ်တဲ့ But the pity, the chap has no more feeling. စကားမျိုးကိုပြောလိုက်တယ်။ဒိဗေကတော့ကြီးဟေးရယ်။ဒီလိုမှလှဝင်နဲ့ပတ်သက်တဲ့ခံစားမှုမရှိဘူး။တနာဆရာကောင်းလိုက်တာတဲ့။အမှန်ကတော့ငိမ့်သူကိုမတရားနှိမ်ပြောလိုက်တာမဟုတ်ပါဘူး။စိတ်ထဲကနည်းနည်းမကောင်းဖြစ်ပြီးပြောလိုက်တဲ့စကားပါ။သူကငိမ့်ကိုဒါဖြင့်ခံစားချက်ချင်းတူတဲ့လူကိုပဲလက်တွဲပုံလို့ရင်စကားပြောလိုက်တယ်။ငိမ့်လည်းထွထွေရာစကားတွေမပြောချင်တော့တာနဲ့။နည်းနည်းသိခံလိုက်ပြီ။ အော်သူနဲ့လက်တွဲဖို့ယတိဖြက်ဆုံးဖြတ်လာတဲ့အချိန်ဟာသုံးနှစ်တောင်ရှိခဲ့ပြီပဲအားလုံးကလည်းသူနဲ့ညီနေယူကြတော့မင်းဆိုတာသိနေပြီပဲဒီတော့ညီဝါမှာသူကလည်းလို့တခြားဘသူ့ကိုမှားလက်တွဲဖို့စိတ်မကူးချင်ပါဘူးသူရှိနေမှာတော့ဘသူ့ကိုစိတ်ကူးရမှာလေပြောရင်ပဲကိုလင်မောင်နဲ့ပြည့်လဲအောင်ပြောရတယ်ဒီနေ့တည်င်းကျွတ်မှာလက်ထပ်ဖို့ရင်ဝါမွင့်ခင်မှာဆစ်ဆက်ကြောင်းလန့်ဖို့သူ့ဘက်ကတင်ပြတယ်အဲ့ဒီတော့ကညင်းလဲ တယောက်ကနှစ်ယောက်မျက်နှာမများချင်တော့တာနဲ့ကိုလွယ်မောင်လွယ်လွယ်ကူကူပဲအမြန်ဆုံးဆီဆက်ဖို့သဘောတူလိုက်ရတယ်။အလှအောင်မမြင်နိုင်တဲ့လူဟာအချစ်ဆိုတာရောရှိပါမလားဆိုတဲ့အတွေ့မျိုးလဲငင်းကောက်တဲ့မဝင်သေးဘူး။တာမန်ကြိုက်ရောတန်ရောစင်ဖြစ်ရောတွေ့တာရောအချစ်လို့ပဲလို့လွယ်လွယ်ကူကူတတ်မှတ်လိုက်တာ။ငင်းဘလို့ပြောရမလဲ။အဲ့ဒါနဲ့ဘိုတဲခန်းတဲ့ငင်းဝင်တော့မဲ့ဆက်စဲမောင်ရိတ်နာမှာကိုလွယ်မောင်က မငင်းရင်ဒီရှရှက်နေမျက်နာနီမြန်ကရီမောမီလေးဒီတီခေဒီကာလာနေနေဆန်လာတီတော့မဟုတ်ကိုလက်နီနော့ချင်းကိုပင်တာမန်တွေထွေတာလောက်လေကူနေကြတဲ့ပြင်အနောက်တန်ဆန်ဆန်နှခန်းချင်းနန်းချင်းဒီမှာဒီဖွဲများတာစကားတဲ့ထဲ့ပြုံဖို့ပင် မလို့လှတော့လိမငင်းရင်ရင်ထဲနိုင်မရှင်ဘုဒ္ဓဲချမ်းပြင်ရွယ်ကမြေပြိုကွဲသွားသည့်အထင်ဝင်သွားခြင်းဤသည့်စိတ်တန်ရာရသည် ထိုစဉ်ကကိုစင်အောင်သည်သူ့ခန်းထဲမှထွက်လာသည်နှင့်ကြုံလိုက်သည်ကိုမငင်းရင်ရုတ်ချင်းတီးလိုက်သည်ကိုလင်မောင်ကိုအရှိန်ပြင်းပြင်းတွန်းထုတ်လိုက်သည်ကိုလင်မောင်ကိုမာရင်လည်းနယံပတ်ကြောမီလူလူရိုင်းသွားသည်ကိုစင်အောင်ကသူတို့နှစ်ယောက်ခန်းထဲရိုရိုဝင်သွားမည်ဆိုတော့တွေးသာတွေးမိဟန်တူပါသည်သူ့လက်ထဲတွင်ဖျားသမိုင်းစာအုပ်တို့ကိုကင်လာကအားတောက်အာနာမူရလားသို့မဟုတ်တဲ့ကယူမပြုတ်တဲ့မူရလား မကွဲပြားသောမျက်နှာသားမျိုးနှင့်ကိုလင်းမောင်ကိုတလဲမငြိမ်ရင်ကိုတလဲလန်းကြည့်ပြီးမငြိမ်ရင်လက်ထဲစာအုပ်ကိုထည့်ကခမားလှုပ်ခြင်းနဲ့ဖျားသမိုင်းပြန်ပြီးဖို့မလိုပါဘူးယူသွားပါအေးစေးတငိမ့်သောလေးတန်းကြောင့်မငြိမ်ရင်ဒီစိတ်သက်သာရရပြီးနည်းနည်းသက်ရှူချောင်းလဲဟုတ်ကဲ့ကျေးဇူးမငြိမ်ရင်စကားမဆုံးမီပင်မျက်ရည်တွေထိမ်မြတော့ပင်ပါပြင်ပေါ်သို့ယူစီကြလာလေသည် ကိုဆက်ရောင်သည်မငင်းရဲစကားမဆုံးမီပင်ကြောခိုင်းသွားနှင်းလေးပြီကိုလင်းမောင်သည်လည်း sorry မိငင်းတခွန်းများပြောကခေါင်းငိုင်ဆိုင်ချရင်သူ့ခံရှိရသူတီးသွားလေသည်ထိုတညတာကတော့မငင်းရဲ့အိမ်မပြောတော့တော့ညာဟန်စုရင်ရေးသားခဲ့တော့ဟောင်ကောင်မျိုးညတညကြောင့်ကို ပြန်စင်စားသည်ဒီဝိထုထဲ၌ဟောင်ကောင်ဤလှကိုဖွဲထားသလိုဒိဋ္ဌာယုတ်များကိုလည်းဖွဲ့ဆိုသွားခဲ့လေသည် ဆင်းရဲပင်ပန်းစွာသမန်ခက်နေသောတာမီနှယောင်မြင်ကွင်းကို ပြန်မြင်နေရသည်။ဟာရာချွတ်တဲ့ခြင်းဖြင့်တာမီနှယောင်သည် ဖြူဖြော်နေသည်။ညပတ်ပေရနေသောဟောင်ကောင်လမ်းကျင်းတွင်လောင်စာပိုင်းနေနေရအနှံပြန်နေသည်။ဟောင်ကောင်ဟိုတယ်မှာအကြီးစားလောင်စာပိုင်းမှာရည်တန်းတို့သည်လည်းမြပြင်ပေါ်သို့လွင့်အံလွင့်စင်ဖျံကြလာလေသည်မညင်ရင်သည်ပတင်းပေါကိုဖွင့်လိုက်ပြီးကောင်းကင်ကိုမော်ချီလိုက်တော့ ငွေလဝင်ကိုညှုံငယ်စွာမြင်ရသည်လဝင်ကိုတိမ်တို့ဝါမျိုးလိုက်သောအခါတွင်တော့အမောင်ရိပ်သည်ညိုလာလေသည်တစ်ဖက်ခံမှဒီနိုနေသောကိုရီမွန်နှင့်ကိုစီအောင်တို့စကားပြောသည်သည်အခန်းထဲမှပြေးလွှာလုံးထွေထွက်လာခဲ့လေသည်ပဏိပခာပြင်ထန်တာဝိတုကောင်တို့အင်္ကာတိရပင်မဟုတ်လားဗျဝိတုတို့ဘောကောင်းပြီဆိုရင် လူလန်းစားပြဿနာရှေ့နံရောက်လာတာပဲ ဒါကျွန်တော်ဖြစ်စီချင်တာမဟုတ်ဘူးဖြစ်တဲ့နာပြောနေတာကိုကြီးမောပုထုကောင်းရင်ကရမှာရာတာပိုင်ခမားပယ်လိုက်လို့မရဘူးဗျရာတာအားနေရင်အားနေတာဝိထုကကြဆင်းတာပဲရေရှည်ခံချင်မှခံမယ်ဆရာမျိုးမှငိမ့်တဲ့ချင်းနေဘာလို့ဒီနေ့အထိခစ်စားနေတယ်လဲခမားစဉ်းစားကြည့်ပေါ်ဗျခမားလည်းခံစားတတ်ပါတယ်ကိုဆင်းအောင်ရခမားလည်း artist အမှုပညာသမားတယောက်ပဲကျွန်တော်မပြစ်ပယ်ပါဘူးပယ်ရမယ့်ဟာမှမဟုတ်တာ ဒါပေမဲ့ခမားရဲ့လွမ်းတွေကပါတော့ကျွန်တော်မကြိုက်ဘူးဗျဒီထဲမှာဆက်လိုက်ရဲ့ပုတ်ကလေးကခန်းစားချက်တွေများလွန်းနေတယ်ခဏလှုပ်ရှားနေကြတဲ့ခေရုပ်ပုံလားခမားသိပါတယ်ဒါရီအားလုံးခမားဝတ္ထုထဲမှာကွက်လက်ဖြစ်ထားခဲ့သလိုပဲဒါနီးလမ်းကြဘူးလို့ကျွန်တော်ထင်တယ်လीခဏလူငယ်တွေရဲ့ခမားတွေနဲ့ကတွန်းနေမှာအဲ့လိုခေရုပ်ပုံလားအများဆုံးမြင်ရတတယ်ဗျာအားရစရာပဲထို့နောက်တရုတ်ကန်ကျွေးစနေနေ့ကွန်ဖျူစီယူဝါဒများကို အပြင်းထန်ရှုတ်ချရေးသားထားသောအယူရည်နေစဉ်မှတ်တမ်းဝိတုကိုအကြောင်းကို ပြောပြနေသည်ထိုဝိတုတော်လေးသည်တရုတ်နိုင်ငံဘဝသည်ပြည်ပြင်းပြောင်းလဲရေးတွင် အလွန်ထိရောက်သောစာပေသည်ဟုအတိမပြုကြသည်သို့တော်လည်းပြီးခင်တကတော်နေအမျိုးသားဆရာတက်တင်သိပ္ပံကျောင်းတွင်ကတိကပြည့်လောက်ကန်ခဲ့သောလူရှင်သည် သူ၏ဝိတုတော်များတွင်ရေးသားပါရှိသောတော်လန့်ရေးသဘောတရားများကြောင့် စစ်ဝါဒီဆိုရတော့ဤအမိန်ဖြင့်ပြီးကင်းမျိုးမှထွက်ခွာသွားရလေသည်တို့အတူနန်းတွင်ပြင်ပါရှိမြမလူမျိုးတို့၏အများစုပိုင်းဖြစ်သော တောနှင့်တောင်သူလေသမားများ၏နိုင်ငံ၏စီးပွား၏လူမှု၏စသည်တို့ကိုဖွင့်ဆိုခြင်းကြောင့်ဝင်ကြီးဒေသလာစားသည်ရင်ရင်တညာညာခံကြီးသည်မူဆရာစောကြီးအားဖွင့်ဆိုခဲ့လေသည်။များမကြမီပင်မငြိမ်ရင်သည်ငိုက်မီချင်းဖြစ်သော ရောက်တော်မီစစင်းမူ မျက်တောင်များမြင်ဆင်လာလေသည်တဖက်ခမ်းမှာကိုရီမွေဒီဒိုစကားတန်များနီကိုစင်အောင်ဤခေါအုံရီမောတန်များကို ကြားလိုက်ရသည်ပါရီဆက်ပြောမှမကြားသည်ရတော့မမတ်ဖူသောညာဤနောက်ဆုံးရန်အိမ်မက်များက ထမင်းလုံးတစ်စီချသလိုခြောက်လန်းနေသည် အစာလည်းမရှိ အဆုံးလည်းမရှိတော့သဲတောင်ပြင်ပေါ်မငြင်းရင်သည် နောက်ကရန်သူလိုက်သည့်ဗမာပြေလွှာနေရလေသည် လူမဲမဲတို့ကြီးဒီငရဲခွေးများကဲ့သို့လိုက်နေသည်တဲ့။နောက်ဆိုရင်မထဲနိုင် အရာရှိတွေရော မမဆင်းရင်အပေါင်းတင်ဆရာဝန်နေရောကိုအောင်ထဲရော ကိုလင်းမောင်ရောညိုးရောပြောင်းလဲစီဝင်သော မျက်နှာများတက်မက်ချင်ချင်တက်သောမျက်လုံးများနီးမငြိမ်ရင်အားမိလိုက်ကြကမငြိမ်ရင်ဤခါဝေးထမိန်များကိုအတင်းဆွဲချွတ်ကြပြစ်သည်တဲ့။နောက်မိမလုံးတီရုပ်ပေါင်းသည် မငြိမ်ရင်မဟုတ်တော့ပဲမငွေတဲ့ဖြစ်နေရစမဟုတ်ခဲ့ပါအောင်မရင်ဟိုသေးပြင်ပေါခုံပေါင်းကိုကျွေးနေတော့သည်မဘဲကြောက်ကြများနှင်းတိုက်ရင်ဒုတဲ့သည်ပုံရင် ခံထဲနေသည်တီတိုက်ကိုမြင်ရသည်မှမကြားသည်မငြိမ်ရင်ပကံသူလက်ဦးတစ်ခါသွားခဲစင်ကခြုံနယ်ပိတ်ပေါင်းများထူထပ်ချန်ရနေသည့်နေရာတွင်ဖြစ်သည်ယခုတော့မူ အင်းလျားမြိုင်မှာတိုင်ရင်ကြီးသည်နနန်းတမားတီတီကြီးပေါ်ထွန်းလာလေသည်တိုင်အိမ်ရှိတွင် တင်းနစ်ကွင်းပေးတွင်ဘတ်စဝတ်ကွန်ဖီးရဲဖမ်လီယာနီစားမြင်စွဲနံပါတ်တိုယိုတာ ကိုရိုလာတို့သည်တန်းစီကစိုက်ထားကြသည် လိမ်မော်ယာပြာနူယာနီပန်နူယာကော်မီအိမ်တို့သည်စန်တာနိုင်ဒေသန်ကြဝင်လုံနေကြသည်အင်းလျားကန်ဟိုတယ်မှာ ဒိုမီနိုကားပွဲသည်အင်းလျာမြန်အထိပြန့်နှံ့လာသည်ဆယ်ကျော်တန်းနှင့်တန်း20ပတ်ဝန်းကျင်လူငယ်မင်းငယ်တို့သည်စတာစတာတည်သွားနေညီမိကိုဆက်၍ကိုလန်ပခုံးနေရင်တို့ကိုတွန်းလှောက်ကာနေကြသည်တန်ဟေးစီကရက်ရှယ်နယ်ဖိုင်ရေမွေရုရှားရဲ့မမှန်ဝိုင်းရဲ့ယနံတို့ရှင်တွဲကတင်းပြန်မှုထုံလာလေသည်လင်းလင်းပြန်ကြစို့ ဘဲဘက်လက်ထဲတွင်ဟောင်ကောင်ချိုးချင်း3လေးယုံ3လေးလုံးစုကိုင်းထားလင်ညာဘက်လက်တွင်သူရိုးတန်နေပင်တို့ပလင်းခွန်ကိုင်းကငင်းနေတော်လင်းလင်းကိုမငယ်ရင်ကတီတိုခေါ်လိုက်လေသည်အန်တီမေမီကအတင်းခေါ်လို့လင်းတီပါလာတာလင်းလင်းကအပြစ်ရှိသူတို့ဤမလုံးမလဲမျက်နှာထားလေးဖြင့်ရှောက်လဲချက်ပင်နေသည်မငယ်ရင်ကမဆူရင်လင်းလင်းကိုခွင်လွတ်ခြင်းဖြင့်မိငင်ထင်းတော့ထင်တာပဲ ီနေ့တငယ်ချင်းမွေးနေ့ပွဲရှိတယ်ဆိုတော့เจ้ามาลิงอ๋อมีไงไล่ชายอ่ะดีล่ะหึๆเมโทรอ่ะเปล่าไล่เตลิงไม่กะบ่าหงปะดูเน่มาเลยสกามาเปล่าบ่าวหมောက်แท้มาตาลีถ่ายนี่ล่ะไส้กုံน้อลุอะชู่กองมานี่ดิมุ้นเนี่ยอ่ะเว้มีงิ้มตุ่ยอูล่ะแม่ญิงยิงอ่ะลิงๆแล้วกูต้วยอ่ะไอ้ขันตองมาตะลวยคงเผ็ดจ่อลาเลยดิอดีเมมี่ก็นึกเสร็จป่าวสวยนึกเสร็จยาดีดิลาปานุ่มโยนุ่มโยเมเผ็ดจ่อเมมี่กู အနောက်တိုင်းဆန်သောစီရင်ထုံဖွဲမှုနှင့်တွေ့ရသည်ခေါလောင်အင်ဂျင်အနေအောင်နှက်ပြားအောင်ပြင်သည်ဇာလွာပါနေအဖြူခံတွင်အနည်းငယ်အနက်ပွင့်ရင်ဂျပန်ကီမိုနိုလုံးကြီးဆင်းနေလာပါကြောရှင်နေသည်တန်ဟေစီကရက်ပြတောင်းကိုလာပါထေဝါစာကောက်ခါလိုက်လေသည်ဒေါက်တာဆင်းရင်ရဲ့ညီမနော်ဟုတ်ပါတယ်လင်းလင်းရဒေါက်တာစွန်မြင့်နဲ့ဒေါက်တာမတ်ဆင်းရင်တို့ကမွေးတာဆိုဟုတ်ကဲ့မမ ။အော်အော်။ဒေါက်တာမတ်စင်ရင်ဆုံးသွားတဲ့ကြောင့်ကြားရတာစိတ်မကောင်းပါဘူး။ဒေါက်တာဆော်မြင့်ကလည်း is going to get married so လင်းလင်းဖားခင်ဒေါက်တာဆော်မြင့်လက်ထက်တော်မြင့်ကြောင်းအင်္ဂလိပ်လိုမိ мян လိုက်လေသည်။နောက်ဆက်၍ခုမငိမ်ရဘာလို့လို့တလဲ။အိမ်မှာကြူရှင်ပေးပါလေ။အားတဲ့အချိန်မှာတော့ရှင့်ဟာသမိုင်းဆိုင်ရာလေးကိုသူတည်တနာပြူတာပေါ့။ကြားတယ်မငိမ့်ရင်အိမ်မှာမြူဇီယမ်ကြားတိုက်လောက်ထားတယ်ဆိုတာတနေ့နေ့ကြာမှအင်လာကြည့်ရအောင်မယ်။ မိမိလဲဝါသနာပါတယ်တိလား tourist ကဘာလဲနေခေါ်လာကြရအောင်မယ်သူတို့ကဒါမျိုးကိုတိတ်စိတ်ဝင်စားကြတာကိုရောမသိတာလေသူတို့ကသိလို့တိတ်ဆက်စရာကောင်းတာပဲကွယ်သူတို့မေးတာလေဘလို့တော့ဖြေရမယ်မသိဘူးမှန်ញဲရင်ဒီမိမိကိုနှုတ်ဆက်ထွက်ခွာခဲ့လေသည် လောကုစကားဖြင့်ငိမ့်တို့ရင်မမကြိုက်တဲ့အချိန်ဝင်ထွက်နိုင်ပါတယ်ဖိတ်မှန်တကားပြုခဲရလေသည်ချောင်းဝရင်စိုက်ထားခဲ့သောမငိမ့်ကြီးကားပေါ်တွင် ကြီးတဲ့အပြင်းပြင်းတွဲနေထိုင်ဆောင်နေသည်ခြာလိုက်တာတော့မိမိနဲ့စကားကောက်နေလို့မတူရဲ့မိမိဆိုတာလေကြီးထရလည်းမတိတော့ဘူးလားဟိုကိုစစ်အောင်ရဲ့မကြီးဆိုတာဩဩဟွန်းအင်းအင်းကိုစစ်အောင်ကြောင့်မမေးလိုက်ဘူးလားဟိုဘာလို့မေးရမှာလဲကြီးထရဲ့သူတို့ချင်းလည်းဆက်သွယ်ရှိပုံမရပါဘူးတန့်ချင်မှမတူလားဆရာကတမျိုးစီပဲမိမိတော့အိမ်လာမလို့တဲ့မလုပ်ဘူး ူနိုင်ငံသားတဲ့ဧည့်သည်တွေကိုခေါ်ပြီးငင်းရဲ့ပုဂ္ဂလိကဖျားတိုက်လေးကိုပြချင်လို့ပစ္စည်းတွေများဝယ်နေမှာလား။အိုးမရောမအောင်ငင်းကအများအတွက်အများနဲ့ဆိုင်တနေရမှာလှူပြက်မှာ။ဒီထီရလည်းငင်းရှာရဖွေရခီးထွက်ရတာဘလောက်ပင်ပန်းနဲ့မှတ်တယ်လေ။ဟုတ်တယ်မင်းငင်းပြောတာမှန်တယ်မရောနဲ့။ညောင်ရင်ဒီပစ္စည်းတွေနိုင်ငံသားထွက်သွားမှာပေါ့။လင်းလင်းကဝင်ပြောလိုက်လေသည်။စဖာကဆက်ကွန်နိုဘီဒီနာဂါဒီဆောင်ခွန်ထွက်လာလေသည်။ ိပါဦးကြီးထရာပတ်စံများပို့ရမလားလို့ပတ်စံပို့လို့ချင်းတခြားနီလန်းတလန်းနဲ့ရှာရမှာပေါ့ကြီးထရာဩတိပြီတိပြီကြီးထရာနောက်ထိနောက်ပြမျက်နှာထားနေကြပြကြရပြောလိုက်လေသည်ဖာလဲကြီးထရာလင်းလင်းကကြီးထရာလက်ကိုကင်လောကမင်းလိုက်တော့ကြီးထရာကြီးလဲဖူကျုပ်စီမှာကောင်းမလေးတယောက်နဲ့တွေ့ပြီးတပတ်ပတ်ရရင်ပတ်စံနဲ့ကြက်ပြီးတဲ့ ်ငယ်ရင်ကမျက်လုံးပြူးသွားလေသည်ကြံဖန်စီးပွားရှာတဲ့လူကရှာပြီစင်ခံသားယူတဲ့လူကယူတာပေါ့ဟာတွဲယုံမယ်ဆိုတော့ဘာကြောင့်ထူးလို့လဲထူးတာပေါ့ငင်းရလဲအလိုက်တာတွဲရင်လုံးဖြစ်ချင်လဲဖြစ်သွားမှာပေါ့ဟွန်းကြီးထရနေဒီလိုဆိုရင်အကောင်းပဲဟုတ်လို့လဲအေးလေဘယ်အမျိုးကောင်းသမီးရလဲဒီလိုကြီးစားအတွက်ဘယ်ဖြစ်ခံမလဲစီပွားလန်တော့ဖြောင့်သားနော်မငယ်ရင်ကရီမင်းရင်မဝင်လဲမကြလာပြီကြီးထရ တယောက်ကိုတွေ့ရင်2ချက် ဆိုတော့9ယောက်10ချက်10ယောက်ဆို20ချက်စိုးဘူးဟာဒီသေးရသဖြင့်တို့ပြန်မိတ်ကလင်ပင်နီစကတ်ဝတ်ရင်တွေ့မဖြစ်နိုင်ဘူးလားမငယ်ရင်ဒီတဟာဟာဤမိပြန်ဒီလင်းလင်းကကြီးသေးကြီးပါကိုလှမ်းပေါ့လေကြီးသေးရဘီရောစီရောဘီရောကြီးရောထွားတာပဲဖြစ်နိုင်တယ်ဖြစ်နိုင်တယ်စူးစားပြီကြော်ပြီးဟီနေဒီဒါကြောင့်ဈေးများလူစီးတဲ့အချိန်လုံးလုံးမသွားချင်တာကြီးသေးရမလွှဲတာလို့ဒါသွားနေရတာ မညင်ရင်ကညီညူလိုက်သည်ဈေးရတော့စီကားမြဲပြီပုံစံမျိုးမျိုးနဲ့လူငယ်လူရင်မိမရွယ်ရွယ်ဆဆတို့သည်ဈေးတဝိုင်းပြပန့်ခဲလူလာခောက်တွန့်ခောက်လဲချောင်းနေကြလေသည်ကျိုးတိုင်းဖနတို့သည်ခြေသေးနီများနှင်းအတူတူခေါပွားပွားဟန်ပန်နေမြေပေါ်နေနေကြသည်အိုင်ရှဲတို့ခေါ်မြဝန်ရိတ်နေမြတ်တော်သူများကိုကဝေးမဲများပြယုံနေတူမြင်တွေ့နေရသည် ဆန်းချစ်တချောင်းနဲ့ယူသားသောအတွင်ချိုတီးလိန်ခေါလောင်းပေါင်းမိများနာခတ်တုတ်တုတ်လိုက်ပါသွားကြလေသည် စပိုရှဲအင်ဂျီပွင့်ရရောက်မှာဘရာစီယာရင်ပုံချွန်းလင်းချွန်းမချွန်းလင်းလဲရင်သားပကတိအထင်သာပေါ်လွင်နေသောငညာတို့ကို တွေ့ရသည်နီရောင်တက်သောကြည်သေးရာဟဲ့တပြည်သည်ဟိုရောင်လိုက်သည်စိတ်မချမ်းသာလိုက်တာနော်ပြောရင်မငြင်းရင်နီမျက်နာလေးရှုံကရင်မောမိလေသည် ဈေးထဲတွင်အတားနေသူမေဆွေတရားကို တွေ့ရတယ်။အတားနင်းယုံကလစ်လာတယ်ပေါ့လေ။အတားကရည်နေပြီ။အလုပ်ပြီးတော့ခွင့်တောင်းထွက်လာတာပါ။အမ်မေအာလူနင့်ကြောင့်မသိရင်ခံမယ်။ဘယ်တော့ကယုံလုံးလုံးဖူးလို့လဲ။အတားကရည်မောနေသည်ထုံနာ။သူနဲ့တူပါလာသူ လူငယ်တယောက်ကဒါကျွန်တော်တငယ်ချင်းဒေါက်တာခင်မအောင် MBBS TTS ဟဲ့ MBBS ကတော့ဟုတ်ပါလေ TTS ကပါလေခင်မအောင်က အတဝောတတောင်းနေတူကာယင်မောနေဒီမမလည်းခင်မပီခင်မမိလိုက်တာ TTS လေတန်းစီတိုးစားပေါ့မညင်ရင်ကတတော်တော်ယင်မောမိနေဒီကြည်သေးရဆံဝံပေါ့စားမျက်နာကိုလှမ်းကြည့်ရင်ဒီကလေးကလေးမာတယ်အလိုမရှိတော့ကောင်းရောင်းကောင်းဝယ်လှုပ်စားတာပဲဘာဖြစ်တော့ဆက်လို့ဆက်လို့ကြည်သေးဖို့လည်းဖြူရာမင်းပီစီတလုံးလာဝယ်ပေးပါနော်အားနေနေလို့အတာက ကြည်သေးဝါဖိုင်းဒီခန္ဓာကိုယ်ကြီးကိုကြီးရဟီမောနေဒီအတွင်ကြည်သေးရလူအားဝပါမယ်အားနေနေတာသွေးချိန်ရော့နေတယ်ယုံလားဒါတော့မဆိုင်ပါဘူးဝါပါမယ်ယော့နေနိုင်ပါတယ်ဘာပလန်လဲစပါကျွန်တော်ရှာပေးပါမယ်အေးအဲ့ဒီလိုမှာပေါ့နှစ်ယောက်လေးယောက်သားစီကိုပတ်လျှောက်ကြပေးသည်ကြည်သေးရမောင်နှမပါမယ်နင်တို့တွေဝေးဝေးလျှောက်ကြနော်တော်နေနှစ်ချက်တန်အတွင်းနေရော့တော့အောင်ဘလို့လဲကြည်သေးကြည်သေးက နှစ်ချက်ပြေးရာတွင်သည်ဆိုသောတွင်များကြောင်းပြောလာလေသည်အတားကဟမ်ဘာလို့ဖို့တော့ဗျာနာတာပေါ့ဘသူကနာတာလဲနှစ်ချက်ပြေးတဲ့သူပေါ့အလိုလေနင်းတို့ရောက်ကြပြီဘက်ကပဲလက်ဖက်ရည်နဲ့မုံတောက်လိုက်တာမှအကျိုးရှိသေးတယ်နှစ်ချက်ဆိုမုံနှစ်ခုနဲ့လက်ဖက်ရည်တစ်ခွက်တော့ရမှာပဲကျွန်တော်တို့မှာမင်းလေးတွေကရည်စားစကားလိုက်ပြောလို့ပြင်းနေရတာခင်မောင်ငါရည်ရင်ပြောလိုက်သည်မငြင်းရင်ကဒါတော့မင်းကဆရာဝန်ကိုကွဒါပေမဲ့ကွယ် ကြီးထင်းကဂျားပြဲလေအလိုလေးတော်ဘလို့လူမျိုးဖြစ်ဖြစ်မိမကရီးစားစကားစပြောရမှာလားကျုပ်အိမ်ကဖင်းနိုင်ကြီးများလင်းနှစ်လောက်ဆောင်ပြီးကျုပ်ကိုကျုပ်ကစကားပြန်ယူရတာဒါတော့ကျုပ်ကအင်းနေတာမိဘကပေးစားလို့ဒါကတော့ဟုတ်ခေကဝကြီးထင်းရခုခုမိမပေါ်တယ်ခင်းရဲ့ဗျအတာကပြောလိုက်လေးသည်မငိမ့်ရင်ကအေးပါအေးပါမိမပေါ်တယ်ဆိုပြီးနင်တို့အလွယ်တကူရီးစားစကားစပြောတယ်မိမမျိုးပဲယူကြပါ နင်တို့လည်းဒါမှဘလို့မိမမျိုးပေါ်နေရဆိုတာခွဲခြားသိမှာပေါ့မိမတွေပေါ်နေရဆိုတာနင်ပြောတာလည်းအမှန်ပဲဒီမှာတော့မိမနှမျိုးနှစားရှိတယ်ဆိုတာနင်တို့ယောက်ျားလေးတွေကတ်တာခွဲရမှာပေါ့မတူဘူးလားအတာကမညင်ရင်ကိုစားချင်လားဒီမညင်ရင်ကရံဖြစ်ချင်လားကမတူဘူးတရေရဲ့ပါမန်မိမပြီးပြီးဘိုးချုပ်စည်းသွားမယ်လောက်ဝက်လက်စားမှမယ်မင်္ဂလာဧကံပွဲပျော်ပွဲရွှင်ပွဲဟုတ်တည်းသွားချင်မယ်အတင်းပြောမယ်ဂုံတုဂုံပြိုင်စကားတွေနဲ့အချင်းချင်းနိုင်ယူမယ် လူဘဝမှာသူတို့လောက်ရှာဘာမှမရှိတလို့ပဲတချို့ကြတာမိခင်စိတ်တန်နဲ့လင်သားကိုကျင်နာမျက်နှာတက်တဲ့စိတ်တန်နဲ့မျက်လုံးနှလုံးပိမ့်ပါပဲအနာရတော့တယ်မမကတော့လေလောကကြီးမှာလှုပ်ချင်တာတွေများလွန်းလို့ဘယ်ချိန်များရှာပြီးလှုပ်ရပါမလဲတနေ့တနေ့24နာရီအစား48နာရီများတိုးချဲ့လို့ရရင်ဘလောက်ကောင်းမလဲလို့တွေးနေတဲ့မိမပါအတားငယ်ချင်းကမညင်ရင်မျက်နှာလေးကိုဆိုင်ငယ်ကကြည်နေမိသည်မမပြင်တစ်စာတင်ဖြစ်သေးလား အတာကမေးလိုက်သည် ပြင်သစ်စာလူများလိုရုရှားဘာသာတက်ချင်တယ်မမခံယူချက်ကတော့လူတယောက်ဟာဘာသာလေးငါးမျိုးလောက်အနည်းဆုံးတက်တဲ့ထင်တာပဲပတ္တလာနဲ့အစိုးတင်နေတဲ့အချိန်ဟာလည်းရှိသေးတယ်အဲ့ချိန်တွေကိုရှော့ပြီးရင်ရှော့နေရတာပဲအတာရဲ့မပြင်ပန်းဘူးလားပြင်တော့ပြင်ပန်းတာပေါ့ငါမောင်ရင်မမလည်းကိုစင်အောင်လို့ယူဆတယ်လို့လူသားတွေအကျိုးရှိစေမယ့်အလုပ်တွေဆက်လုပ်ချင်တယ်ဘလို့ပြောရမလဲလူတွေကောင်းလာမယ်လိမ္မာလာမယ်အတိညာတိုးတက်လာမယ်ဆိုရင် မမနဲ့ဒေတာတွေခီးထွင်လှုပ်လှုပ်ချင်ပါသေးတယ်။ဒါအောင်လူတွေကမမကိုစိတ်လေလို့ခီးထွက်တာမျိုးပြောလိုက်။မငိမ့်ရင်ဆိုတာဘလို့ပညာနဲ့တာမန်မိန်းမတရားလို့အပြစ်ရှာလိုက်ရင်တော့မမရေးဆိုင်စရာမရှိပါဘူး။ကို့ဘာကြောင့်ကရီးစားမှုဆိုမှလည်းဖြစ်ဘူး။ရီးစားတစ်ခုလည်းလည်းဖြစ်ဘူး။ချစ်မယ်လို့ထင်ရတဲ့လူတယောက်နဲ့လွဲခဲ့ပြီ။ဒါပေမဲ့ဒီအတွက်ပဲတော့မှဝမ်းနေပါဦး။ဒါဝမ်းနေစရာမှမဟုတ်တာ။အတားဒီအမဖြစ်သူရောတနာစိန်နေတွင်ငိုင်းမိသည် မညင်ရင်ဤဖြတ်တန်းလာခဲ့သော စေတစာဝေဒနာခီးရတော်ရှိလျာထွေပြလွန်လာသည်မစုံနိုင်သော ခီးရှည်ကြီးဟာအိမ်မက်ဆိုးကြီးပမာခြောက်လန့်နေမည်ကိုဆိုရင်းမိသည်မညင်ရင်ကပြုံးလင်းကိုဘာသာကိုလှုပ်တဲ့ကိစ္စမဟုတ်ရင်ပူဇော်မရှိပါဘူးဒီနေ့ဒီမမလိပ်ပြတ်တတ်ပါတယ်ရေးကြီးတဲ့ကိစ္စတွေမှာတန်ဖိုးမထားတတ်တဲ့လူတွေခဲ့ရတာမဆန်းပါဘူးလွန်ရေးထဝိုင်းရေးခက်တာလူတိုင်းသိတာပဲစကားတပြောပြောနေပြောလိုက် ကြာမီရုပ်ရှင်ရုံများနီးစာအုပ်ရောင်စာအုပ်ဟောင်းဆိုင်တို့ရောက်လာလေသည်အင်းလေးစာအုပ်ဆိုင်ဒီဇိုင်းတွင်ရက်က မော်ရီကိုလီရေးတယ်မကုတ်ပူလိုစာအုပ်ရှိလားဟိုမငယ်ရင်ကမိလိုက်လေသည်နားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပြီးကြပါအောင်နော်ကျမရွှေတုတ်ပါ